ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်ဒီအားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Saudi Arabia Club ဖြစ်တဲ့ Al-Hilal အသင်းက Bayern Munich အသင်းရဲ့တိုက်စစ်မှု Hurricane ကိုလာမယ့်ရာသီမှာခေါ်ယူဖို့ဆန္ဒရှိတဲ့ကြောင်းဖော်ပြလေရှိတယ်။ Saudi ကလာတဲ့ report တွေရဲ့ဖော်ပြချက်အရ German media တွေကဖော်ပြချက်အရ အာဟီလာကဘိုင်မြူနစ်အသင်းရဲ့တိုက်စစ်မှုအတွက်ပေါင်263တန်းတန်နဲ့တူတဲ့ package နဲ့ခေါ်ယူခြင်းနဲ့လို့ဆိုထားတယ်ဒါကယူရိုနဲ့ဆိုတန်း300ရှိတယ်ဆိုတော့ကျွန်တော်ထင်တော့ပြောင်းရွှေ့ခြေကတန်း100လောက်ဖြစ်ပြီးတော့လောက်ခလာစာကိုတန်း100လောက်ပေးခြင်းတဲ့သဘောဖြစ်တယ်လောက်ခလာစာလည်းတစ်နှစ်ကိုတန်း80လို့ပါလို့ something like that ဒီလိုပုံစံမျိုးဖြစ်နိုင်တယ် social media တွေကပေါ်ပြထားတာဖြစ်တယ်ဘိုင်ရင်ကအခုလက်ရှိမှာသူတို့ရဲ့ကိုသမားကြီးမောင်ဝဲနော်ယာနေရာမှာအစားထိုးဖို့အတွက် AC Milan ကိုသမား Mike Manyo ကိုဆက်သွယ်ထားတယ်။ Chelsea နဲ့ Manchester United ကလည်းလိုချင်တဲ့ဒီကိုသမားကို Bayern Munich အသင်းကဆက်သွယ်မှုပြုလုပ်ထားပြီးနှွေရသည်မှာအလွတ်နဲ့ခေါ်ဖို့ကြိုးပမ်းနေတာပါ။ Javi Hernandez ကတော့အခု Saudi Club Asia Bay ရဲ့ Etihad ရဲ့ကမ်းလှမ်းမှုတွေကိုပယ်ချခဲ့ကြောင်း Spain Media တွေမှာဖော်ပြပြီးနောက် Report တွေရ Manchester United အသင်းကိုကင်တွယ်ဖို့ဆန္ဒရှိတဲ့အတွက် United နီးပြရာထူးကိုစောင့်မျှော်လျက်ရှိတယ်လို့ ကက်တလန်ရေဒီယိုကပေါ်ပြထားပါတယ်ဘာဆိုနာသင်းရဲ့နီးပြဟန်စီဖလစ်ကတော့ဘက်တူဘက် PSG နဲ့ဇဗီယာကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာသူတို့သင်းရဲ့ highlight နဲ့ system ကြောင့်ပေါ်ပဲကြီးကြီးမားမားအမားတွေဇက်တိုက်ကျူးလွန်တာကသူတို့အခုလိုမျိုးဂိုးပြတ်ရှုံးပွဲကိုရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ဟန်စီဖလစ်ကသူကစားမားတွေကိုသတိပေးလိုက်ပါတယ်ဘာဆိုနာသင်းက Frankie Dion ရဲ့ contract စာချုပ်ကိုသဘောတူညီမှုရပါပြီဒီ international date မှာပဲသဘောတူပြီးသက်တမ်းတိုးဖို့ရှိပြီးတော့2026နွေရာသီမှာသက်တမ်းကုန်မဲ့သူကို2029ထိသဘောတူညီမှုစာချုပ်ချုပ်ဆိုမှာဖြစ်တယ်ဘာဆိုနာအနေနဲ့အခုလောလောဆယ်နွေရာသီမှာဘိုးနောက်ခံလူတယောက်တေချာပေါက်ခေါ်ယူဖို့ရည်ရွယ်ထားပြီး အသက်25နှစ်အရွယ်ရှိတဲ့ဘရီရှာတော့မန်ရဲ့နောက်ခံလူရှော့တဘက်ကိုလည်းစိတ်ဝင်စားလျက်ရှိတယ်။နီကိုရှော့တဘက်ကယာဒီကိုမာစာချုပ်တက်တန်းကုံဆုံးမှာဖြစ်တဲ့အတွက်ဘာစလိုနာကဘိုင်မြူနစ်ရဲ့ဥပမခါနိုရဲ့နီကိုရှော့တဘက်တို့နှစ်ယောက်ကိုသူတို့ရဲ့ရေဒါထဲမှာထည့်သွင်းထားတာလည်းဖြစ်တယ်။ရီယယ်မက်ဒရစ်အသင်းကမန်ချက်စတာစီးတီးရဲ့ကွင်းလယ်ကစားမရူဒရီကိုတော်တော်လေးသဘောကျလျက်ရှိကြောင်း Sunday Times ကဖော်ပြထားတယ်။မက်ဒရစ်အနေနဲ့ရူဒရီကိုခေါ်ဖို့ဆန္ဒအပြည့်အဝရှိတယ်။ဒါပေမဲ့ရူဒရီ ီရဲ့ injury ပြဿနာအချို့ကိုတော့သူတို့တက်ကစဉ်းစားလျက်ရှိပြီးတော့နွေယာတီမာရူဒရီဂိုကိုအလိုက်ပေးပြီးမန်စီးတီးကွင်းလယ်လူရူဒရီနဲ့ခေါ်ယူပွဲရှိကြောင်းဒါ AS ကဖော်ပြလာပါတယ်။ဂျာဗီလိုဆိုကတကယ်လို့လီဗာပူးဘက်ကသူတို့ရဲ့ကွင်းလယ်ကစားမဖလိုရီယန်ဗစ်ကို ပြန်လဲရောင်းချဖို့စဉ်းစားမယ်ဆိုရင် အလွန်ဆိုအနေနဲ့မက်ဒရစ်ကိုခေါ်ယူပေးဖို့တောင်းဆိုဖို့ရှိကြောင်းဆိုပါတယ်သူရဲ့တပည့်ကလီဗာကူဆင်မှာအားကိုးရခဲ့ပြီးဂျာဗီအလွန်ဆိုနဲ့အတွဲညီခဲ့တာဖြစ်ပြီးဘိုင်လီဗာကူဆင်အသင်းကနေ ရောင်းချခဲ့တဲ့ဖလော်ရီယန်ဗဲလ်ကိုရယ်မက်ဒရစ်အသင်းကတကယ်လို့ဈေးတသက်သက်သာအောက်ကျင်းနဲ့ရခဲ့ရင်လီဗာပူးအသင်းရှိကနေခေါ်ယူခြင်းတွေကြောင်းပေါ်ပြလာပါတယ်ရယ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားမဖက်ဒရီကိုဗယ်ဗာတီကမန်ချက်စတာယူနိုက်တက်အပါအဝင်ပရီးမီယာလိဂ်ကလပ်တွေကခေါ်ယူဖို့စိတ်ဝင်စားမှုတွေကိုပယ်ချပြီး မဒရစ်အသင်းနဲ့ကစားမပွားကုံဆုံးကျင်ပြီးအသင်းပြောင်းရွှေ့ဖို့ဆန္ဒရှိကြောင်းဆိုပါတယ်ထော်တနာဟော့စပါအသင်းမန်ယူနိုက်တက်အသင်းတွေမှာကစားခဲ့ပူပြီးဆဗီယာရဲ့နောက်ခံလူကောင်းလည်းဖြစ်တဲ့ဆာဂျီယိုရေဂီလောင်ကတော့အင်တာမိုင်ယာမီကိုပြောင်းဖို့ဆွေးနွေးလေရှိတယ်အင်တာမိုင်ယာမီကအလွတ်ပြောင်းရွှေ့ခြင်းဖြစ်နေတဲ့အသက်29နှစ်အရွယ်ရှိတဲ့စပိန်နောက်ခံလူ ရေဂီလောင်ကိုသူတို့ဘက်ကခေါ်ယူဖို့စန္ဒာရှိပြီးတော့ဆွေးနွေးလျက်ရှိကြောင်းဆိုပါတယ်။ဒါတစ်ဖက်မှာတော့ဘရစ်ရှ်တော့မန်အသင်းရဲ့တောင်ပံကစားမခီရင်အဒယာမီကိုဘာစီလိုနာ၊ပါရီစိန်ဂျာမိန်၊ချယ်ဆီနဲ့ထိပ်တန်းကလပ်သင်း၃သင်းလုံးကလိုက်နေပြီးတော့2029မှာတက်တန်းကုန်မဲ့သူကိုတော့မန်ကလည်းတက်တန်းထပ်တိုးဖို့လုပ်နေတာပါ။ဒီချိန်ထဲမှာပဲချယ်ဆီသင်းပြအန်ဆိုမာရက်စကာက သူ့အသင်းနေနဲ့ club world cup ပြိုင်ပွဲကိုသူတို့တကယ်ကိုခက်ခက်ခဲခဲနဲ့သွားကစားခဲ့ပြီးဘိုးဆွဲတဲ့နောက်ဆက်တွဲမှာကျွန်တော်တို့ injury တွေဇက်တိုက်ဖြစ်တဲ့အဓိကအချက်ဖြစ်ကြောင်းဆိုတဲ့ကျွန်တော်တို့ຫນွေရသည်လုံလောက်စွာနားခွင့်မရသလို ကစားမတွေကတနှစ်လုံးနီးပါးဇက်တိုက်ကစားလဲတဲ့နောက်ဆက်တွဲကနေအခုလိုထရားပြဿနာတွေရင်ဆိုင်နေရတာဖြစ်တယ်လို့ဆိုပါတယ်ချက်စီသင်းကအခု international break ပြီးမှာတော့ခိုးပါမာပြန်လာဖို့မျှော်လင့်ထားတယ်ခိုးပါမာကဒီနေ့ရာသီအစဝက်ဆန်နဲ့ပွဲကလေးကဒဏ်ရာပြဿနာရနေတာဖြစ်ပြီးချက်စီရဲ့နောက်ပိုင်းပွဲစဉ်၃ပွဲလောက်ကိုလွဲချော်ထားသူဖြစ်လို့ international break ပြီးမှာချက်စီအသင်းနဲ့ပြန်ပါဖို့ တာဂတ်ထားနေတယ်လို့ဆိုပါတယ်ချက်စီတင်ကလာမယ့်စောင်းရတီမာတော့တေချာပေါက်ဘူနောက်ခံလူတယောက်ခေါ်ယူသွားဖို့ရှိပါတယ်သူတို့တာဂတ်ထားနေတဲ့ခံစစ်မှု၃ယောက်လောက်ရှိပြီးတော့စောင်းရတီမာသူတို့ရဲ့အဓိကပြင်ပဟာဘူနောက်ခံလူခေါ်ယူဖို့အရေးသာဖြစ်ကြောင်းဆိုထားတယ်မီခဲအာတီတာကတော့အတင်းကောင်းဆောင်မာတင်အိုဒီကတယောက်ဘဲဘဒူကောင်အလင်မှာအယွတ်အနှဲငယ်ဒဏ်ရာရရှိသွားခဲ့တဲ့ကြောင်းအတီးပြုတ်လိုက်တယ်။အဲ့အတွက်ကြောင့်သူဟာအချိန်နှဲငယ်နားရမှာဖြစ်ပြီးတော့ နော်ဝေးနဲ့ international break မှာသွားရောက်ပူးပေါင်းမှာမဟုတ်ဘဲနဲ့ club အသင်းမှာပဲကုသမှုတွေပြုလုပ်သွားဖို့ရှိချောင်းဆိုပါတယ်။ Arsenal အသင်းရဲ့နီးပြအားထက်တာက Julian Timber ကိုရောင်းချဖို့စံနာမရှိချောင်းနဲ့ Bayern Munich စိတ်ဝင်စားသည့်တိုင်အောင် Timber ကိုသူတို့ဘက်ကအမြန်ဆုံးသတ်တမ်းထပ်တိုးမှာဖြစ်တယ်လို့ဆိုပါတယ်။ Arsenal အသင်းနေနဲ့အခု low season မှာ club ရဲ့ squad rotation အကိုအဓိကရည်ရွယ်ထားတာဖြစ်ပြီးတော့ ဒဏ်ရာပြဿနာတွေကိုတတ်နိုင်သမျှရှော့ချဖို့နဲ့ကစားမတွေလည်းအတိုင်းလျောက်ထိပွဲထွက်ခွင့်ရဖို့အတွက် rotation system ကိုခက်များများသုံးဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ဖက်ကွာဒီယိုလာကတော့ Manchester City တဲ့မှာတကယ်လို့သူ နောက်ထပ်10နှစ်လောက်နေခဲ့ရင်တော့ Sir Alex Ferguson လိုမျိုးဂုဏ်သိက္ခာရှိပြီးဒီ Premier League ရဲ့အကောင်းဆုံး ဒါ greatest နီးပြားတယောက်ဖြစ်လာဖို့ရည်ရွယ်ထားတယ်လို့ဆိုတဲ့ဒါကတော့ Guardiola ရဲ့နောက်ပြောင်မှုဖြစ်လာနိုင်ပြီးတော့ Guardiola ကဟိုတနေ့တုန်းက Brentford ကိုနိုင်တဲ့ပွဲမှာပွဲပေါင်း349ပွဲ Premier League ကနေပွဲပေါင်း250 Premier League နိုင်ပွဲကိုအများဆုံးရရှိခဲ့တာဖြစ်တယ်။ Rodri ကတော့အဲ့ပွဲမှာ injury ဖြစ်ပြီးတော့ minute 20မှာလူစားလဲခဲ့ရတယ်။ Nico Gonzalez နဲ့လူစားလဲခဲ့ပြီးတော့ ဒုတိယပြဿနာကြောင့်ပေါ့ပဲတကောက်တော့တန်ရာအနေငယ်ခံစားရတဲ့အတွက်ကျွန်တော်လူစားလေးခဲ့တယ်လို့သူကဆိုခဲ့တာပါအဲလင်ဟာလန်ကတော့ဒီယာဒီပရီးမီးယားလိမှာကိုကိုတွင်ထားပြီးတော့သူအင်္ဂလန်ကိုရောက်လာပြီးတဲ့အချိန်ကွင်းပေါင်း23ကွင်းမှာ22ကွင်းထိကိုတွင်နိုင်ခဲ့ပြီဖြစ်တယ်အစောပိုင်းတော့က22ကွင်းနဲ့ Brandford နဲ့ Anfield ကွင်းနှစ်ကွင်းခိုးပေါက်ပြောင်းနေတာဖြစ်ပြီးတော့အခုနောက်ဆုံး အန်ဖီကွင်းမှာဂိုးသွင်းနိုင်မှုသာသူဘက်ကလိုအပ်ပြီးတော့22ကွင်းထိဂိုးသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ဟာရီမကွိုင်းယားကိုတော့မန်ချက်စတာယူနိုက်တက်အသင်းကစာချုပ်တက်တန်းကုန်ဆုံးရင်ဆိုရီယာရေဗီယာကလပ်အာနာစာနဲ့အက်ဒီဗာအသင်းတွေကစိတ်ဝင်စားလျက်ရှိတယ်။အင်္ဂလန်လူအေးစင်နောက်ခံကစားမကိုဆိုဒီကလပ်တွေကလိုချင်နေပြီးတော့ကိုယူဖို့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ကြိုးပမ်းမယ်လို့ဆိုပါတယ်။ Manchester United အသင်းကအခုလောလောဆယ်မှာ Sachin Radcliffe ရဲ့ယုံကြည်မှုကိုအပြေးအဝါရရှိထားတဲ့အတွက် Ruben Amorim ကယာတီကုန်ထိဆက်ရှိမှာပါ Manchester United ရဲ့ back to back အင်ကွင်း၃ပွဲဆက်နိုင်ပွဲကြောင့်ပဲ Amorim ဟာအသင်းမှာတေချာပေါက်ဆက်ရှိအောင်မှာဖြစ်တယ်လို့ဆိုပါတယ်တစ်ဖက်မှာတော့ United ကကွင်းလေကစားမှတယောက်စောင်းရာသီမှာခေါ်ယူဖို့ရှိတယ်သူတို့ကွင်းလေကစားမှတယောက်တော့စောင့်ကြည့်လေရှိပြီးတော့ရာသီမတီမစောင့်တော့ပဲလာမယ့်စောင်းရာသီမှာ ထိုက်တဲ့နဲ့ပြောင်းရွှေ့ခြင်းတို့နဲ့ခေါ်ယူသွားဖို့စဉ်းစားထားတယ်လို့ဆိုပါတယ်။ Tottenham Hotspur အသင်းက Ranfo ရဲ့နောက်ခံလူ Nathan Collins ကိုစိတ်ဝင်စားနေပါတယ်။ Spa ရဲ့နီးပြား Thomas Frank ကသူ့ရဲ့အသင်းဟောင်းနောက်ခံလူကစားမဖြစ်တဲ့ Nathan Collins ကို Tottenham တို့ကခေါ်ခြင်းတွေလာပါ။ Spa နေနဲ့အခုလက်ရှိမှာ Ivan Toney ကိုတောက်လျှောက်လိုက်နေတယ်။သူတို့ပြင် AR လီအသင်းရဲ့တိုက်စင်မှုဖြစ်တဲ့ Ranfo မှာလက်တွဲညီတဲ့ အိုင်ဗန်တိုနီကိုစပါအသင်းရဲ့တိုက်စစ်မှုအဖြစ်တိုမတ်ဖရန်ကခေါ်ယူဖို့ဆန္ဒရှိကြောင်းဆိုပါတယ်။တော်နန်ကတော့အခုလက်ရှိမှာ Chelsea Brighton တို့နဲ့အပြိုင်ဘရာဇီးလူငယ်ကစားမ Ryan Victor ဆိုတဲ့လူငယ်ကစားမလေးကိုလူချင်းနေပါတယ်။ဘရာဇီးကလပ် Vasco da Gama မှာကစားနေပြီးတော့အသက်19နှစ်ပဲရှိတဲ့သူက2025ခုနှစ်မှာ 16ထိတွင်းထားသူဖြစ်ပြီးသူ့ကိုခေါ်ယူဖို့ကြိုးပမ်းနေတာပါလီဗာပူးအသင်းကအခု Paris Saint-Germain ရဲ့နောက်ခံလူ William Pacho ကိုသူတို့ရဲ့ပြစ်မှတ်ထဲထည့်သွင်းလာပါတယ်တကယ်လို့များ Ivan Hima ခနာတဲ့ကိုဆုံးရှုံးရင် William Pacho ကိုသူတို့ရည်ွယ်ထားပြီးသူတို့ခေါ်ချင်နေတဲ့ဆင်းနဲ့ထည့်သွင်းထားကြောင်းနဲ့ Ecuador နောက်ခံကစားမကိုသူတို့ခေါ်ယူနိုင်ဖို့စဉ်းစားနေကြောင်းဆိုပါတယ်လီဗာပူးအသင်းက ခနာတေးရဲ့ဒဏ်ရာပြဿနာနဲ့ခနာတေးရဲ့လက်ရှိခြေစွမ်းအခြေအနေတွေကြောင့်တတ်တမ်းမတိုးနိုင်ဘူးအခြေအနေလည်းရှိတယ် သူတို့ကတော့တက်တန်းတိုးဖို့ရည်ရွယ်ထားပေမဲ့ရမတွစ်ကလည်းအီဘရာဟီမာခနာတေးရဲ့ contract ကိစ္စကိုစောင့်နေတဲ့အတွက်လီဗာပူးအနေနဲ့ခနာတေးကိုတက်တန်းတိုးဖို့ကြိုးပမ်းမှုအဆင်မပြေခဲ့ရင်တော့စောင့်ရသည်မှာရောင်းချပွဲရှိကြောင်းဆိုပါတယ်အာနီစလော့ကတော့လက်ရှိ၃ပွဲဆက်တိုက်သူနီးပြပွဲပထမဆုံးရှုံးပွဲတွေ့ပြီးနောက်ဒီ international break မှာတေးချပြင်ဆင်မှုပြုလုပ်ဖို့ရှိပြီးတော့ အံဝင်ဖို့ကစားမတွေကိုဘယ်လိုပုံစံသုံးရမလဲဆိုတာကိုသုံးသပ်သွားမယ်လို့ဆိုပါတယ်တစ်ဖက်မှာတော့ကာတာကလပ်အဆက်အသင်းကလူစီယာနိုစပယ်လက်တီကိုစိတ်ဝင်စားနေပါတယ်အီတီလေဝေးစင်အသင်းရဲ့နီးပြဟောင်းလူစီယာနိုစပယ်လက်တီကိုသူတို့ဘက်ကခေါ်ယူဖို့ကြိုးပမ်းလဲရှိတာပါ ။ Oliver Glasner ကတော့ Crystal Palace ရဲ့ဤပြရာတူတတ်တန်းတိုးမှုကိုပယ်ချထားပြီးတော့ United နဲ့သတင်းထွက်ပေမဲ့တနည်းနဲ့တစ်ချိန်ချိန်မှာသူ့ရဲ့အိမ်မက် Bayern Munich အသင်းကိုကင်တွယ်ဖို့ဖြစ်တယ်ဆိုပြီးတော့ထုတ်ပေါ်ပြောကြားလာပါတယ်။ဖတ်မှာတော့ United America ပုံစံကောင်းပြန်ရလာတဲ့သူတို့အသင်းကဒီထက်တိုးတက်မှုလိုအပ်ကြောင်းနဲ့ကျွန်တော်တို့တိုက်စစ်ပိုင်းမှာတော့ခရိုင်းနစ်တဲ့ပူပြီးတော့ရုံးကန်နေရပြီးတော့ဒီတိုက်စစ်ပိုင်းကို ပုံမအားဖြစ်ပြီးတော့ပူကောင်းတဲ့ရလက်မျိုးထွက်အောင်နဲ့ လက်ရှိဗီလာရဲ့ရလက်တီကိုဆက်ပြီးဆက်ထင်းသွားမယ်လို့သူကဆိုလိုက်ပါတယ်ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာသင်ပါအားလုံးကျေးဇူးတင်ပါတယ်